ကိုနေနဲ့အသက်အရွယ်တစ်ခုရောက်လာချိန်မှာအလောက်ကိုင်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့ပူပန်မှုမကြုံရခြင်းစော်စီကြိုတင်ပြင်ဆင်ထားဖို့ပြင်ကြည့်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအသက်30ကျော်40တန်းနေမှာဖြစ်တတ်တဲ့ career pressure ငွေကြေးဆိုင်ရာ pressure ပေါ့နော်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဝေမျှပေးသွားခြင်းပါ ျွန်တော်တလုံးက freelancer လုပ်နေတဲ့မိတ်ဆွေတယောက်နဲ့ကျွန်တော်စကားပြောပြတယ်ပေါ့နော်စကားပြောပြတော့ကျွန်တော်ရောက်တဲ့ရပြောကြရတယ်နဲ့သူ့ရဲ့အခက်အခဲတခုကိုသူကပြောပြတယ်သူအလုပ်တွေလိုက်ရှောက်နေပေမဲ့အခုတည်းအလုပ်မရသေးတဲ့အကြောင်းပေါ့နော်သူပြောပြတယ်သူ့ရဲ့အခက်အခဲတွေပေါ့သူကလက်ရှိနိုင်ငံအခြေအနေတွေစဖြစ်တဲ့အချိန်မှာသူအလုပ်ထွက်လိုက်တယ်အလုပ်ထွက်ပြီးနောက်ပိုင်းမှာအချိန်တော်ကြာနှစ်နဲ့ချီပြီးနားပြီးတဲ့အချိန်မှာသူလိုက်ပြီးတော့ပြန်ရှောက်တယ် ပြန်ချောက်တော့သူအလောက်ကတော်တော်နဲ့မရအောင်။ညာတော့သူ့ရဲ့အသက်ကအခုဆိုရင်40နှစ်နီးနေပြီပေါ့နော်။ဒါတော့မှ तू ကသူ့ရဲ့နေပဲမှာ professional အဆင့်လုပ်နေတဲ့သူတယောက်ဖြစ်ပါတယ်။ဒီနေ့ဒီကာလမှာအလောက်ကခွန်းလန်းရှားပါတာတွေဝန်ထမ်းလျှော်တာတွေဒီလိုအခြေအနေတွေကလည်းပါသလိုနောက်တစ်ခုသူ့ရဲ့အသက်ရွယ်ပေါ့နော်။အသက်40တန်းဆိုတဲ့ဟာလည်းကျွန်တော်တို့တချို့ limitation တွေဖြစ်စေပါတယ်။ကျွန်တော်ဒီနေ့လုပ်ငန်းဝင်လောကကိုကြည့်ရင် company အများစုကအသက်ရွယ်တစ်ခုရောက်တဲ့လူတွေနဲ့ဆိုင်ငယ်တဲ့ရွယ်တဲ့သူတွေဆိုတော့ပို့ပြီးတော့မှခံတယ် ာတယ်။ဥပမာငယ်ရတဲ့သူဖြစ်တဲ့အတွက် creative ပိုကောင်းတယ်တို့ဤပညာလေ့လာမှုပိုအားကောင်းတယ်တို့ဒါမျိုးတွေနဲ့ငယ်တဲ့သူတွေအများစုခန့်ဖြစ်ကြတယ်ပေါ့လေ။30ကျော်တွေ40တန်းနေဒီလိုအရွယ်တွေဆိုလို့ရှိရင် manager role လာဒါမှမဟုတ် senior role ဒါမှမဟုတ်လို့ရှိရင် department တစ်ခုခုရဲ့ head နေနဲ့ပေါ့နော်။တောင်းယူတာမျိုးပေါ့။ဒါမျိုးတွေပဲအများစုခန့်ဖြစ်ကြတယ်။အများစုကတော့ငယ်ရွယ်တဲ့သူတွေနဲ့ပဲလောက်ကန်ပြကြတယ်။ဆိုတော့လူတယောက်အထူးသဖြင့်ဒီဝန်ထမ်းလုပ်နေတဲ့သူတယောက်ကတက်30ကျော်40တန်းရောက်လာပြီဆိုရင်သူ့မှာ pressure ရှိတယ်ပေါ့။ ရုရှားရှိတယ်ဆိုတော့သူကဆက်စုနဲ့နဲ့ချီပြီးတော့ဝန်ထမ်းလှုပ်လာတာကိုသူညှိငွေလာတာမျိုးရှိတယ်။ဟောတချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေပေါင်းစင်တွေကကိုယ်ဝန်လုပ်ငန်းတွေပါတယ်စနေပြီဆိုလို့ရှိရင်သူကလည်းစပြီးတော့လှုပ်ကျင်လာတာရှိတယ်။ဒါပေမဲ့ပြဿနာကကျွန်တော်တို့ဒီရွယ်မှာအလုလျှောက်ပြောင်းတာခက်လာတယ်။ဥပမာခုနကကျွန်တော်မိတ်ဆွေဆိုရင်သူ့လုံမှာ professional တယောက်ဖြစ်တာတော့မှပဲဒါအလုရဖို့ခက်နေတယ်ပေါ့။ချို့ကိုယ်ဝန်လုပ်ငန်းလှုပ်ကျင်တယ်ဆိုလို့ရှိရင်လေ ယ်လုပ်ငန်းလုပ်မှာလဲအရင်နှစ်ရှိလားဘယ်ဒီဘယ်လုပ်ငန်းလုပ်လို့အောင်မြင်ပါမလားစရဆိုရင်ပုံပြလည်းရှိနေတချို့ဆိုလို့ရှင်ငွေကြေးပရက်ရှာပါရှိတယ်ဥပမာ तू ကမိသားစုထူထောင်ခါသာအိမ်အောင်ကြခါသာပေါ့နော်ဒီသက်ရွယ်ဆိုလို့ရှင်သူ့မှာမိသားစုကိုတောင်းယူထားတဲ့အတွက် तू အလုတ်ထွက်လို့မရတဲ့ပတ်စံပြတ်လို့မရတဲ့အခြေအနေဒီလိုပရက်ရှာသူ့မှာရှိနေတယ်နောက်တချို့ဆိုလို့ရှင်လူလွတ်ဒါပေမဲ့မိသားစုကိုအပြည့်အဝငွေကြေးထောက်ပံ့နေရတဲ့သူမျိုးဆိုလို့ရှင်လည်း furniture pressure ရှိတာပဲပေါ့နော်ဆိုတော့ဒီလိုလူလက်ပိုင်းရွယ်ပေါ့နော်အထူးသဖြင့်တော့35 40တန်းနေမှာ career နဲ့ပတ်သက်တဲ့ financial နဲ့ပတ်သက်တဲ့ pressure မကြုံရမှုဆိုရင်ကျွန်တော်တို့က sourcing ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ငွေတော့ရတော့မှကိုယ့်ရဲ့ career လမ်းကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ရှင်းလင်းတိဆောက်ထားဖို့လိုတယ်။အမှကိုကဘယ်လို့ကိုလုပ်မှာလဲ။ဘယ် career ကိုရွေးချယ်မှာလဲ။အစတဲ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းတိဆောက်ထားဖို့ နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်လို့ကြိုတင်စုဆောင်ရင်းနှီးမြှုပ်နှံမှုလှုပ်ထားဖို့အရေးကြီးတယ်။ကိုအသက်အရွယ်တန်းတစ်ခုရောက်ချိန်မှာကိုအလုတ်ထွက်တဲ့အချိန်ပေါ့နိအဲ့အချိန်မှာငွေကြီးပြဿနာကိုဖြစ်ရှင်းနိုင်ဖို့အတွက်ပဲဖြစ်ပါသေးတယ်။ဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်လည်းကြိုတဲ့အရင်နှီးကိုဒါဖြစ်စည်းနိုင်ဖို့အတွက်ပဲဖြစ်ပါသေးတယ်ပေါ့နော်။စုဆောင်ရင်းနှီးမြှုပ်နှံမှုကိုကျွန်တော်တို့လှုပ်ထားဖို့အရေးကြီးပါတယ်။မဟုတ်လို့ရှိရင်တော့30 40အထက်မှာ career pressure နောက် financial pressure ပေါ့နော်။ဒါမျိုးတွေနဲ့ကြောက်ရအောင်။အားလုံးကျေးဇူးတင်ပါတယ်။